တာလီဇော့ပါဒီကနေ့မက်ရှလာ29ရက်နေ့နရင်းဇရာရခိုင်သတင်းဌာန၏နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ အောက်ဖြူပြင်းကျေးရွာကိုစစ်ကောင်စီကပုံကျေးခဲ့တာကြောင့်တေဆုံးသူ9ယောက်အထိရှိလာနေတဲ့သတင်းကြောက်ဖြူမှာ AA ထိုးစစ်ဟာအမတ်30နှစ်ရစ်တက်ရင်နဲ့မိုင်ဝဲအကော်ကိုရောက်ရှိလာတဲ့သတင်းနဲ့ အေအေတည်င်းပေးလို့ဆွဆွေပြီးစစ်တွေကမရမကြီးအမျိုးသား၃ယောက်ကို ALP ကဖမ်းဆီးသွားတဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပုံနာကျွမြို့နယ်အောက်ဖြူပြည်ကြီးရွာကိုစစ်ကောင်စီကပုံကျဲခဲ့တာကြောင့်တေဆုံးသူအရက်သားစုစုပေါင်း9ယောက်အထိ ရှိလာနေပြီဖြစ်ပါရယ်။ထပ်ပြီးတေဆုံးသွားသူကတော့ပုံနာကျွမြို့ကမအေးမြဝေ15နှစ်ဖြစ်ပါရယ်။ ပုံကြီးခံရတာကြောင့်မအေးမြက်ဝေရဲ့ဝမ်ပိုင်နဲ့ကျောကုန်းတို့မှာအပြင်းထန်တံရရရှိသွားခဲ့ပြီးစေကူတမှုခံယူနေတဲ့အချိန်မက်ရှလာ26ရက်နေ့ညနေပိုင်းမှာသေဆုံးသွားခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဟာမက်ရှလာ25ရက်နေ့ညနေကအောက်ဖြူပြည်ကျေးရွာကိုဂျက်ဖိုက်တာနဲ့ပေါင်900ဘုံတလုံးကြီးရှာခဲ့တာပါ။ဆယ်နှစ်အောက်ကလေးငယ်၄ယောက်အပါအဝင်တံရရရှိသူ၁၂ယောက်ဟာလေဆက်လက်စေကူတမှုခံယူနေရပါဗျ။ စစ်ကောင်စီဘုံကျေချခဲ့တဲ့အောင်ဖြူပြည်ကြေးရွာဖုံးတော်ကြီးကျောင်းမှာစစ်ပီးရှောင်ပြည်သူအယောက်120ကျော်ခုလုံနေထိုင်နေတာပါရှင်။ကျောက်ဖြူမျိုးနေကအမတ်32ရေးတက်ရင်နဲ့မန်ဝဲလောက်အကွာကိုအရခတ်တတော်အေးရဲ့ထူစီရောက်ရှိနေပြီလို့သိရပါဗျ။ကျောက်ပြူမြို့နယ်ဂုံရွှိန်တိုင်းတွေကအမတ်32ရေတက်ရင်နဲ့မိုင်ဝဲလောက်ပေးကော်ဝဲတဲ့နေရာကိုအေအေးရထိုးစီရောက်ရှိလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ကြောက်ဖြူဒေတာခန်မြေပြင်စီးရေးတည်ရင်းမြေအမျိုးသမီးတယောက်ကနိုရင်းစရာကိုပြောပါရီစစ်ကောင်စီရေးတက်ရင်ကစစ်ကြောင်းတွေလွတ်ထားပြီးအေအေနဲ့တိုက်ပွဲဖြစ်ပွားနေက စစ်ကောင်စီဘက်ကအကြဆုံများလို့တဖြည်းဖြည်းနောက်ဆုတ်လာရတယ်လို့သူမပြောပါရီအဲ့ဒီလိုနောက်ဆုတ်ရင်းနဲ့တဖြည်းဖြည်းနဲ့အေအေဘက်ကထိုးစစ်ဟာရစ်တက်ရင်နဲ့မိုင်ဝဲလောက်အကော်ကိုရောက်လာချိန်မှာတိုက်ပွဲကတအားပြင်းတဲ့အနေအထားမှာရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ စစ်ကောင်စီဘက်ကဒရုန်းတွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတဲ့ကြားကအေအေးရဲ့ရေးဝန်စွန်စားတိုက်ခိုက်ရတဲ့တတိကြောင်းအခုလိုအမတ်32ရေးတက်ရင်အနည်းဆုံးကိုရောက်ရှိလာတာဖြစ်တယ်လို့ကျောက်ပြူဒေတာခန်စီရေးတည်ရင်မြင့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်တွေမျိုးမှာရခိုင်မျိုးຫນွေစုဝင်ဖြစ်တဲ့မရမကြီးလူမျိုးအမျိုးသား၃ယောက်ကိုအရခတ်တို့အေအေးတည်ရင်ပေးလို့ဆွဆွေပြီး စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ရခိုင်ပြည်လူမျိုးရေးပါတီ ALP တက်မြက်တော်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့သိရရှိပါတယ်ဖန်စီခံရသူတွေကတော့စစ်တွေမြို့နေ KCA အကွက်နှစ်ကဥယီမောင်ကိုဇူနီယာနဲ့ကိုကာလာဘီတို့ဖြစ်ကြပါရယ်မက်ရှလာ25ရက်နေ့ညနေပိုင်းမှာ ELP တပ်ဖွဲ့ဝင်12ယောက်နဲ့ ELP သတင်းပေးတယောက်တို့က KCA အကွက်နှစ်ကိုဝင်ရောက်ဖန်စီသွားတာလို့ မျက်မြည်ပြည်သူတယောက်ကနရင်စရာကိုပြောပါရယ်အခုအဖမ်းခံရတဲ့၃ယောက်ကိုနမေရီမေးပြီးခေါ်ထုတ်ပြီးတော့ရိုင်းနေပြီး ELP ရုံးကိုခေါ်ဆောင်သွားတာလို့အဲ့ဒီမျက်မြည်ပြည်သူတယောက်ကဆိုပါရယ်ဒါအပြင် KCA အကွက်နှစ်တခုလုံးကိုလေ ELP တပ်ဖွဲ့ဝင်တွေကချင်းချောက်သွားတယ်လို့သိရပါရယ်ဖန်စီခံရသူတွေကိုမိသားစုဝင်တွေနဲ့လေတွေးခွင့်မပေးဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရွေးကောက်ပွဲကိုနှစ်လအတွင်းလေးပိုင်းခွဲကျင်းပမယ်လို့စစ်ကောင်စီဥက္ကဋ္ဌဘုရှုံမွန်ကြီးမင်းအောင်လှိုင်ကပြောဆိုထားရာဒီရွေးကောက်ပွဲဟာကောင်းကျိုးတက်ဆိုးကျိုးတွေရှိလာနိုင်တဲ့ရွေးကောက်ပွဲလို့နိုင်ငံရေးသမားတရှူကတုံ့သက်တာတွေရှိနေပါရယ်။ရွေးကောက်ပွဲဖြစ်ရင်ပြီးပြီဆိုတဲ့ပုံစံမျိုးလုံးမှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲအပေါ်နိုင်ငံတကာကလည်းရှုံရှားပြစ်တင်မှုဖြစ်လာနိုင်ပြီးပွင့်လင်းမြင်သာမှုလည်းမရှိပေ NDA လည်းများတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်တယ်လို့လေဥပိတန်ကပြောပါရယ်အဲ့ဒီရွေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာလတာဒီယာအပန်နက်စတုတ်ထအပဲ2026ခုနှစ်ဇန်နဝါရီလပထမအပတ်နဲ့ဒုတိယအပတ်တို့မှာလေးပိုင်းခွဲကျင်းပသွားမည်လို့ဘူရှုံမှုကြီးမင်းအောင်လိုင်ကပြောဆိုခဲ့ပါရယ် ပြည်ရင်းလက်နက်ကင်ပဋိပက္ခတွေကြောင့်အခုလိုလေးပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ရတာဖြစ်ပြီးဒီလိုအပိုင်းခွဲပြီးကျင်းပတာဟာဥပဒေနဲ့ညီညွတ်တယ်လို့လေသူကဆိုပါတယ်အခုလိုရွေးကောက်ပွဲကိုလေးပိုင်းခွဲပြီးကျင်းပမှာဟာမြန်မာနိုင်ငံ လူလက်ရေးရပြီးနောက်မြန်မာသမိုင်းမှာပထမဆုံးအကြိမ်ကျင်းပမှာဖြစ်တယ်လို့လေသိရပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တောင်ကိုရီးယားနိုင်ငံအရှိတောင်ပိုင်းဒေသမှာလောင်ကျွမ်းနေတဲ့တော်မီတွေကြောင့် သေဆုံးသူ24ယောက်ထက်မနည်းရှိလာပြီးအယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားကြပါတယ်။လေပြင်းတိုက်ခတ်တာတွေကြောင့်လူနေရွက်တွေကိုမိကုဆက်လောင်ကျွန်းက ရှီဟောင်းဖျားကျောင်းတစ်ခုပြာကျခဲ့ပြီးသေဆုံးသူဥယေ24ယောက်ထိရှိလာတာလို့မက်ချလာ26ရက်နေ့မှာတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာ ဝီဆောင်ခရိုင်တောင်ပေါ်ဒေသတစ်ခုမှာပြကြခဲ့တဲ့မိသက်ရဟက်ရင်ရဲ့လီမုံတယောက်လေးပါဝင်ခဲ့ပါရယ်မိသက်သမားတွေဟာမနေ့ကမနေ့ပိုင်းမှာနိုင်ငံတဝမ်းကမီးလောင်ပြင်းအသစ်၅ခုထက်မနေ့ကိုငြိမ်သက်နေခဲ့ရတယ်လို့ကိုရီးယားသစ်တော်ဌာနကပြောကြားခဲ့ပါရယ်မိသက်သမားတွေနဲ့စစ်သားတွေဟာပြက်နက်လောင်ကျွမ်းနေတဲ့မီးလောင်ပြင်းတွေကိုအ мян ထိန်ချုပ်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားနေရပြီးလူဦးရေ1,000လောက်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါရယ်။တောင်ကိုရီးယားနိုင်ငံဆန်ချောင်းဒေတာကစတင် လောက်ကျွန်းခဲ့တဲ့တော်မီဟာဆိုးမျိုးတော်အရှိတောင်ပဲ131မိုင်အကော်ကဝီဆောင်းဒေတာကိုကူးဆက်လောက်ကျွန်းခဲ့တာပါရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ ကျွန်မတို့ narinzura ကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzura.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे narinzura အသံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျန်းမာရှင်လန်းကြပါစေရှင်